မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာနောက်ပြည်သူတည်င်းပေါ့ဗျာနော်မန္တလေးတိုင်းတဲ့ပသိမ်ကြီးမြို့နယ်တဲ့ကုန်းတန်းလေးရက်ွက်အေးမြတာယာဘာကကြောင်းဘာကကြောင်းပါဆိုလို့ရှိရင်တဲ့နော်ကြောင်းအပ်ပြီးသားကိုတဲ့စည်ရင်ဖြောက်တယ်တဲ့နော် စစ်ဘေးရှောင်ကလေးတွေအပေါ်မှာလဲစစ်ဘေးရှောင်ကလေးတွေအပေါ်မှာလဲဒီကြောင်းထွက်လက်မှတ်မပါတာကိုအခွင့်ကောင်းယူပြီးတော့တဲ့၄သိန်း၅သိန်း၃သိန်းကနေပြီးတော့၁၀သိန်းအထိတောင်းနေပါတယ်တဲ့ဘာကဖုန်ကြီးကြောင်းဆိုပြီးတော့ပိုက်ဆံတောင်းနေတာဟာကြည့်မကောင်းဘူးတဲ့နော်အဲ့ဒါပတ်သက်ပြီးတော့ခံရတဲ့သူတွေကဒါမျိုးပြောလာတဲ့ကြောင့်ကျွန်တော်ဒါမျိုးကြားသိနေရတယ်အဲ့တော့မန္တလေးတိုင်းပသိမ်ကြီးမျိုးနဲ့ကုန်းတန်းလေးရက်ွက်ကဟလာအေးမြတ်သားရဘာကကြောင်းနဲ့ပတ်သက်ပြီးတော့ အစင်းင်းနေလိုက်စင်းနေမှာအခုချိန်မှာကလေကျွန်တော်တို့ကြောင်းထွက်လက်မှတ်တွေပါစစ်ပေးရှောင်ကလေးပါဆိုမှာပဲစစ်ပေးရှောင်လာရတာလေဗျာနော်အဲ့တော့ဘယ်လိုလုပ်ပြီးတော့ခင်ဗျားတို့ပြောတဲ့ဒီလက်မှတ်တွေပါလဲပါမလဲလေနော်အဲဒါလေးကတော့တစ်ခုပေါ့ဗျာနော်အဲနောက်တစ်ခုကတော့တောင်းဆိုလာတာလေးတစ်ခုရှိတယ်ဗျာသိလားကာကွယ်ရေးဦးစီးချုပ်ကအသက်80အထိလောက်တယ်ဗျာဟုတ်တယ်အဲ့တော့သူ့လိုမျိုးပေါ့နော်ကြံတဲ့ရက်ဖက်ပေါ့ရက်ဖက်ကဘယ်လိုခေါ်မလဲဆိုညှို့မှုတွေဒုညှို့မှုတွေလက်ထောက်ညှို့မှုတွေကိုလည်း 65နှစ်ထိလောက်ခွင့်ပေးပါလားဗျာတဲ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်တဲ့ CDM လောက်တာတွေများတဲ့ခါကျတော့အစ်တကအမြဲစုနေရအဲ့တော့ဌာနတစ်ခုမှာပေါ့ရှေ့မီနောက်မီလေးတွေအရအမြဲတမ်းထားရှိစေခြင်းဒါကတော့ပြည်သူရင်ဖွင့်တာမှာနော်65နှစ်လောက်ထိတော့လောက်ခွင့်ပေးပါတဲ့နော်အဲ့တော့ဦးမြောင်လိုင်းခင်ဗျားလာမှာအသက်80ကြီးလောက်သေးတာပဲကျွန်တော်တို့လည်း65နှစ်65နှစ်ထိလောက်ခွင့်ပေးပါဆိုတဲ့အဲတောင်းဆိုမှုလေးတွေရှိတယ်ပေါ့နော်နောက်တစ်ခုက ပြည်သူစစ်တွေကိုပြည်သူစစ်ပတ်စပေါ့ဗျာပတ်စတွေကိုခင်ဗျားတို့စုဆောင်အောင်ပါเนาะအာစီနံမထွက်ပါဘူးဆိုပြီးစုဆောင်ခဲ့တာရှိရနော်အဲ့တော့မဟုတ်သေးဘူးဗျာအခုတကယ်တမ်းအစီအတန်းမှာပတ်စတွေကြီးပဲတိုက်နေပတ်စကိုပတ်စဒီအရင်ဆုံးမဲစားပွင့်တာကလေခင်ဗျားတို့ဂရိမတီတာနော်တကယ်တမ်းပို့တော့ရခိုင်ုံတန်းပို့တာအိုက်ထဲလည်းကျွန်တော်သိတယ်နော်အခုဆိုလို့ရှိရင်ရခိုင်ုံပို့နေတာပတ်စတွေများတယ်နော်အဲ့အလေးလည်းသိစေချင်တာဟုတ်ပြီကောင်းကောင်းဝင်ရေးမယ်နေဦးဟုတ် ကောမကျန်တဲ့သူတွေအခွင့်အရေးပေးဦးနော်ခမရလဲကောင်းရင်ပါလေလေနေုံလာပြည့်နေ့ကလေးကတဲ့ကိုဖို့ယူကျူတရင်နဲ့လားဒီနေ့ဆိုရင်နော်ဒီနေ့လာပြည့်ကျော်နှစ်ရက်နေ့အထိဟုတ်ပြီအဲ့တော့ကောင်မောင်ဖုန်းနံပါတ်ပေးလာပေးပါလားရင်ဖွင့်ကြလို့လေကောင်မောင်တစ်တော့ရှိနော်အဲတစ်တော့ကိုသွားအတစ်တော့ကိုသွားလိုက်အဲ့ကလာရနော်ပါလေလေလိုက်လို့ပြောလိုက်ပြောတဲ့သူကိုစစ်သား65နှစ် တနတ်ဘယ်သူကတနတ်ထားနိုင်မှာတော့ကျွန်တော်ကောင်းမွန်ကြီးလည်းရပါကျွန်တော်ခင်ဗျားတို့ဟာကိုဖန်ကျွန်တော်ကဆဲမြေသားဖြစ်နေ TC ဆိုတာကကြောင်းထွက်လက်မှတ်ပဲနေတယ်ဘယ်သူမှအခကြီးငွေယူလို့မရပါဘူးတချို့ကြောင်းဆံမတွေကလူဘဝနေတာတွေရှိပါတယ်တဲ့အာကြောင်းနေနဲ့မပြောချင်လို့ပါတဲ့နော်ကကြောကသူအာနာမရှိရင်သူမိသားစုခံရမှာကြောက်လို့တမနာမဖြစ်မချင်းမစင်မေဘူးတဲ့ ဲ့ဒါကျွန်တော်ပြောတာမဟုတ်ဘူးเนาะအဲ့မှာပြိသက်တဲ့ကခံစားသူပြောတာပါကျွန်တော်ကစစ်တပ်ကိုမမုံဘူးတဲ့ចောင်းသားတွေကိုတဲ့စာဖတ်စာအုပ်เนาะဖတ်စာအုပ်ထုတ်မပေးဘူးကွန်မောင်းဩចောင်းသားတွေကိုဖတ်စာအုပ်ထုတ်မပေးဘူးเนาะဟုတ်ပြီအဲ့တော့ကိုဘုံယူနေတယ်လည်းဟုတ်လားတဲ့ ဟဲ့ဒုက္ခပါပဲအအယူတော့အယူနဲ့သတ်မှတ်ချက်ပါနော်ယူသူချင်းနဲ့သတ်မှတ်ချက်နဲ့ပတ်သက်လာလို့ရှိရင်ဗုဒ္ဓဟောကြားတဲ့တရားပေါ်မှာခြေခံမေးစေပုတုဇဏောဥမတကောလာနော်ပုတုဇဏရအယူတွေတနည်းမဟုတ်တော့တနည်းယူနေကျွန်တော်ပြောပြမြန်မာပြည်မှာတမရာယူနိုင်ငံယူကျုံယူနော်မရတာယူလင်တာယူအယူတွေအတူပုံကြီးပဲနော်အဲ့တော့ ကိုဖုံးယူတယ်လို့ပြောတဲ့သူတွေအားလုံးမှလည်းသူတို့ကလည်း performance ဆိုလို့ရှိရင်ကျွန်ယူရင်ယူမယ်ယူရင်ဘောယူမယ်အပဘောယူတာရှိပါတယ်နော်အဲ့တော့ကိုဖုံးယူနေတယ်လို့ပြောတဲ့သူတွေအားလုံးကိုကိုပြန်ဆန်းစစ်ပါနော်အဲ့တော့ယူတာနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ဒုရယောက်ကိုယူတယ်လို့ပြောမယ်ဆိုရင်ကျွန်တော်တို့ကအာတည်တည်ချာချာဘာနဲ့ပတ်သက်ပြီး psychiatrist နဲ့တယောက်နေတယ်ပေါ့နော်အဲ psychologist နဲ့ပဲကြည့်ကြည့် psychological viewpoint ဘက်ကပဲကြည့်ကြည့်အဲ့လိုမျိုးကြည့်ရတဲ့အတိုင်းတားရှိတယ်အဲ့တော့သူတို့ဘာကိုယူရလို့ပြောလို့ရှိနေတေချာတယ်သူတို့လည်းအယူတွေဖြစ်ပါလိမ့်မယ်အားလုံးအယူတွေယူရနော်တခုစစ်ဘုတ်ချုပ်တွေကလည်းတဲ့သူတို့မသေးတိုင်းနဲ့ပြည်သူလူငယ်တွေကိုထိုးကျွတ်တတ်နေတာလို့တွေးပြီလားတဲ့စိတ်မကောင်းဘူးဟုတ်ပါလေနော်စိတ်မကောင်းစစ်တပ်ကလည်းအပေါ်ဝင်လင်းပြောမှာပြနော် နိုင်ငံတော်စေတနာထားပါနော်နိုင်ငံတော်စေတနာထားခြင်းစေခြင်းတွေဥမင်းအွန်လိုင်းကနေစာရေးပို့ချုပ်တွေအားလုံးနိုင်ငံရေးအတွက်ထွက်ပေါက်ရှာပါနော်နိုင်ငံရေးအတွက်ထွက်ပေါက်ရှာစေခြင်းနဲ့နိုင်ငံရေးထွက်ပေါက်ဆိုတာမျိုးဟာရှာမယ်ဆိုရင်ရှာလို့ရပါတယ်မရှာဘဲနဲ့ခင်ဗျားတို့လုပ်နေရင်ဒါမတွေ့တာပါထွက်ပေါက်ကအများကြီးရှိပါတယ်နော်ငါပြန်လာတော်တော်လေးဖြစ်ရောတိုင်းပြည်အေဂျင့်ပါလာမေးခြင်းနဲ့ဟာနေုံနေနေအဲ့ဒါလည်းပတ်သက်ပြီးကျွန်တော်ပြောမယ်နော်အခု ရွေးကောက်ပွဲကအာရွေးကောက်ပွဲကြောင့်လည်းမျောလင့်ခဲ့ပါရင်းနဲ့ခုန်ခဲ့ပါတယ်နော်ရင်းနဲ့ခုန်ခဲ့ပါဒါမဲ့လည်းအခုရွေးကောက်ပွဲဒီကျွန်တော်အမြဲတမ်းပြောပါရွေးကောက်ပွဲကဖြည့်မဟုတ်ပါဘူးရွေးကောက်ပွဲဆိုတာနော်ဒီတိုင်းအာနာယူရင်မကောင်းလို့ဥမင်းအွန်လိုင်းအနေနဲ့ရွေးကောက်ပွဲနဲ့ပတ်ပြပြီးတော့သူယူတာလို့ပဲကျွန်တော်တို့ကတော့နောက်ပိုင်းသုံးသပ်လာပြီဘာကြောင့်လဲသိလားအာဘလို့ဆောင်လဲဆိုတော့ဘာမှမထူးဘူးလေဘာမှလုပ်လို့မမရဘူးနော် အကောင်းဆုံးကတော့ကျွန်တော်တို့ဘာဖြစ်လို့ရွေးကောက်ပွဲရှိရင်တော့လည်းပြည်သူလူထုရဲ့အခမ်းအနားကြီးအများကြီးပါဝင်လာတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကတော့အခုလက်ရှိအခြေအနေနဲ့ဆိုင်တော့ကျိုးဆိုပါတယ်နော်ကျိုးဆိုပါတယ်ဗျကျိုးဆိုပါတယ်လူတိုင်းကယူနော်အားလုံးကတိုင်းရင်းသားညီကိုတွေပါတဲ့ချစ်ချစ်ခင်ခင်ညီညွတ်ရင်တိုင်းပြည်အမြန်တိုးတက်ပါတိတ်ကောင်းတဲ့ comment လေးပါကျေးဇူးတင်ပါတယ်နော်ကမ္ဘာကြီးရဲ့ကျွန်တော် ARV တိုင်းက AC ပါအာ ARV တိုင်းက AC ပဲဆိုတော့မလုံနဲ့မလုံနဲ့ဗျအခု ARV တိုင်းအခြေအနေက3-4မှာအသေးသေးစော်နေကြပါတယ်နော် မနေညာရောတနေ့ရောကျွန်တော်နေမြေကန်တွေကိုမေးကြည့်တယ်အာဘယ်လိုခေါ်လဲဆိုတော့ပြီးတော့နေမြေကန်တွေသတင်းတွေကြည့်ချက်ခါမှာသတင်းတွေအားလုံးချိတ်ဆက်ပြီးတော့ကျွန်တော်ကောက်ချက်ဆွဲကြည့်တဲ့အခါမှာအဲတော်တော်လေး ERI တိုင်းမှာ၃လေးနားမှာကျန်းနေတာလေးရှိတယ်เนาะကျန်းနေတယ်တော်တော်ကျန်းနေပါတယ်ဒါနဲ့ပတ်သက်ပြီးတော့အဲအကောင်းဆုံးသတင်းရအောင်ကျွန်တော်ဆက်လက်ပြီးတော့စုံစမ်းပါမယ်เนาะ ERI ရဲ့၃လေးနားမှာသူတို့လာတိုက်တယ် EE သဘောလေး လာတိုက်တဲ့ခါမှာကိုယ့်ဘက်ကသတင်းဥမှုရပြီးတော့အဲ့ဒီဂွေ့မှာပေါ့နော်ဂွေ့နာမည်ကိုကျွန်တော်အမှတ်တမဲ့ဖြစ်သွားတယ်အဲ့ဒီဂွေ့မှာဆော်လိုက်တာအေးအေးလေးအတုံးယုံနေတော့ပြန်ဆုတ်ပြေးသွားတာရှိတယ်အဲ့ဆုတ်ပြေးသွားပြီးရဲ့အပြင်ကိုထပ်ပြီးတော့လာတယ်ဆက်ပြီးတိုက်နေစေပဲဖြစ်တယ်နော်အရာပဲ၃လေးလေးရ၃လေးလေးကိုသူတို့အရာတိုက်နေကို၃လေးလေးချင်းနေမကောင်းဘူးတဲ့၃လေးလေးချင်းနေမကောင်းဘူးဆိုတဲ့ခါကျတော့ဟုတ်တယ်၃လေးလေးအနေနဲ့ချင်းနေမကောင်းဘူးလို့ပြောလို့မရဘူးတိုက်ပွဲကျန်နေလို့ပြောလို့ရတယ် ။ဘာကြောင့်လဲဆိုတော့3လေးရဲ့ကာကင်းနေဖြစ်တယ်။ကာကင်းနေကအာတက်မပေါ့နော်။တယင်းနေနဲ့တယင်းတက်မနေနဲ့စကန်းထုတ်ထားတာရှိတယ်။အဲ့ဒီစကန်းကိုကြော်လာမှသာလျှင်3လေးလေးကိုဝင်တိုက်ရမှာဖြစ်တယ်။အဲ့ဒီစကန်းတွေကလည်းအသေးအကျေပါပဲ။နော်တကယ့် fighter တွေခုခံနေတာဖြစ်တယ်။အဲ့ဒီဘက်ကြောင့်မို့လို့တော့စီရဲအဖြစ်အရာရာဖြစ်နိုင်တယ်။သို့ပါတော့လည်းပဲအဲစစ်တီတွေအဲ့မှာရွေးချင်ရောပြန်ချနေတယ်။ကျွန်တော်ကြားသိရဆိုတော့66တက်မ66ကတယင်းနေဖြစ်ပါလိမ့်မယ်နော်။တက်မ66တယင်းနေ အဲ့ဒီကာကင်းတွေမှာ special ပြန်ချနိုင်တယ်နော်ပြီးရင်သုံးလေးလေးကတော့ကျွန်တော်တို့ဗဟုခံစစ်ကြည့်ပေါ့ဗဟုခံစစ်ကြည့်အဲ့တော့အဲ့အတွက်ကြောင့်မို့တော့တိုက်ပွဲချမ်းနေရလို့ပဲပြောလို့ရပါတယ်အချင်းတွေမကောင်းဘူးလို့ပြောလို့မရဘူးအရာရာဖြစ်နိုင်ပါတယ်နော်ဘူကောင်းဘူးလူမကောင်းတဲ့စစ်တပ်ကြောက်ပြုအချင်းတွေရောရေမခဲဘူးလားကြောက်ပြုအချင်းတွေစွမ်းတာပဲပြောပြသွားပါရင်နော်ပြီးရင်ကြားသွားမှာပဲခင်ဗျားတို့ကလည်းခင်ဗျားတို့ပဲကျွန်တော်လည်းကျွန်တော်ပဲကျွန်တော်မှပါလဲဆိုတဲ့ခါကျတော့ဥမာအဖြစ် ဟိုဘုံကြီးတစ်ပါးကသူ့ကိုเนาะကျွန်တော်ကြားဘူးတော့ဗောဘုံကြီးတစ်ပါးကသူ့ကိုတက်ပြောက်စွန်းကတ်တဲ့အချိန်မှာလာလာပင့်တယ်အဲ့တော့သူ့ကိုသူ့တဖြည်းဖြည်းနောက်ပိုင်းကျတက်ပြောက်ကိုတော့တက်ပြောက်ကိုတော့နာမည်ကြီးအဲ့လိုပဲအနာခခရကိစ္စစခန်းနေကိစ္စစခန်းနေကိစ္စပြောပြောကျွန်တော်ပြောတဲ့စခန်းတက်တော်များများကပျောက်သွားပြီတော့ပျောက်သွားတာဖြစ်တယ်အဲ့တော့အေးခင်ဗျားတို့ပြောရရင်လည်းကျွန်တော်ကလည်းရှိရရှိတိုင်းဝန်ခံမှာပြာနော် မဖြစ်စေချင်ပါဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကလည်းစက်မဖြစ်ရလေအောင် PR ပေးရမှာပဲပြောရမှာပဲเนาะအရှိတော်အချိန်တိုင်းပြောရမှာလေးစားလျက်ပဲကုန်ပါအောင်ကျေးဇူးများကြီးတင်ပါတယ်စစ်သားတွေမုံမောင်းပါဘူးတဲ့မူကမောင်းတာပါတဲ့သူတို့ဆွဲတဲ့မူဝါဒပြည်သူတွေเนาะကလေးတွေကအစเนาะကောင်းတဲ့တဲ့မရှိဘူးလားကောင်ကြားလိုက်ရရင်ကောင်းတဲ့သတင်းမရှိလားအာကောင်းတဲ့သတင်းပြောမှာဆိုစနာ ARV ဘက်ကအခြေအနေကောင်းတယ်နော်အဲ့တော့အဲ့သတင်းတစ်ခုကောင်းတယ်နောက်ချိုဘက်အခြေအနေသတင်းကောင်းတယ်နောက်ချိုအခြေအနေသတင်းကောင်းတယ် ဲနောက်ထပ်နေရာတွေကတော့အခုချိန်မှာကောင်းတဲ့သတင်းမျှော်ခြင်းတော့ခင်ဗျားတို့အဘကိုပြတ်သားခိုင်းမှရမှာ။နော်အဲကောင်းတဲ့သတင်းကိုပြောပါဟိဆိုလို့ရှိရင်တော့အဲကျွန်တော်တို့အခုပဲပြောမယ်နော်ကောင်းတဲ့သတင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ NUG အကြောင်း PDF ရဲ့အကြောင်းကိုကျွန်တော်ပါဇက်ကထုတ်တော်မှာပြောတော့အဲ့ဒါခင်ဗျားတို့အတွက်ကောင်းတဲ့သတင်းပဲ။ဘာကြောင့်သူတို့အကြရှုံးသွားကြတာကြီးလဲ။နော် တော်လည်းကြာရှုံးကသူတို့ကစကားထဲမှာထည့်ပြောရလောက်အောင်ကိုအရာမရောက်တော့တာအဲ့တော့ဘာကြောင့်လဲဆိုရှင် NUG တို့ PDF တို့ဆိုတာစုပ်ပြတ်တတ်သွားပြီနော်ဘာမှဖွဲ့စည်းလို့မရစုစည်းလို့မရတဲ့အဖွဲ့ဖြစ်ပြီး NUG ဆိုတာလည်းပြပမှာဘာဖြစ်နေပြီဆိုလို့ရှင်လုံးဝလုံးဝကြာရှုံးဖွဲ့စည်းဖြစ်နေပြီ NUG ကအဲ့တနည်းအားဖြင့်ဆိုလို့ရှင် လူတကာကဥမာပြည့်ဟိုလူကြီးဒီလူကြီးဟိုလူနှိမ်ဒီလူနှိမ်အဖွဲ့စည်းဖြစ်နေပြီအဲ့ဒီတော့ကြောင့်မလို့ NUG ကို NLD ရတော်မှပဲစွန့်ခွာလာပြီเนาะအဲ့ဒီ NUG ကိုမြေပြင် PDF တွေကလည်းဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဘောပဲပေါ့အဲ့အဲ့လိုမျိုးအဲ့လိုမျိုးပြောနေပြီเนาะအဲ့ဒီတော့ကြောင့်မလို့အဲ့ဒါခင်ဗျားတို့တင်ကောင်းကတော့ NUG PDF ဒီဘာလို့ဘာမှလုပ်နိုင်တဲ့ဖွဲ့စည်းမဟုတ်တော့ဘူးเนาะအဲ့လေးသိဖို့လိုတယ်အဲ့ကြောင့်မို့ကျွန်တော်တို့နေ့စဉ်စသို့ကျွန်တော်ဟာ NUG PDF နဲ့ပတ်သက်ပြီးတော့ကျွန်တော် ပြောခဲ့တာရှိတယ်ဗျ။အမြဲတမ်းပြောပါရနော်။အမြဲတမ်းဝေဖန်ပါလား။အခုဘာကြောင့်ဆိုတော့သူတို့ကပြောရတော့အောင်နိုင်ငံကြီးမှာအရာမရောက်တော့ဘူးနော်။ကြာချုံးဖွဲ့စည်းတစ်ခုဖြစ်နေပါပြီ။အဲ့ဒါပဲပြောချင်တယ်။အဲ့ဒါတည်ငောင်းပဲကြာနော်။ကိုစောဖုံးကြောင့်ပြောပြပေးပါအောင်။ကိုစောဖုံးဟင်းကတော့အဲ့ဒါကျွန်တော်သုံးသက်ချက်ပါနော်။ဒါဒါနဲ့ပတ်သက်ပြီးကျွန်တော်တခါကိုစောဖုံးနဲ့ပတ်သက်တခါပြောအောင်တယ်။ကိုစောဖုံးအခြေအနေကိုကျွန်တော်ကြည့်တယ်ပေါ့နော်။ကျွန်တော်တို့ဆိုတော့လေတည်ငောင်းချက်လက်ယူတဲ့ခါမှာကျွန်တော်တည်ငောင်းချက်လက်တွေအကုန်လုံးကယူပါတယ်နော်။ အဲဆိုလို့ကျွန်တော်ကနီပိန် channel တွေနော်အမှားပြဟီဟာ channel တွေဟုတ်လားနီပိန်ဟီဟာလေးတွေပေါ့အဲအဲ့ဒီအဲ့ဒီ channel တွေအပြင်ကိုတခြားတခြားနေရာတွေကလည်းကျွန်တော်သတင်းချက်လက်ယူသလိုကိုဒီဘယ်လိုမှဆိုတော့ဒီ back channel မှာရှိတဲ့ Telegram channel တွေဒါလည်းသတင်းကျွန်တော်ယူပါတယ်တော့ထို့တူအဲဘယ်လိုမှဆိုတော့မြေပြင်ကပြည်သူတွေပြောဆိုနေတဲ့သတင်းတွေကျွန်တော်ယူပါဒါတွေအလုံးကိုကျွန်တော် data ချက်လက်တွေစုပါတယ်စုပြီးကျွန်တော် content analysis လုပ်ပါတယ်နော် analysis လုပ်တဲ့အခါမှာကျွန်တော် category တွေရတယ်ရတဲ့အခါမှာဒါတွေပုံမှန်အခြေချပြီးကျွန်တော် ဘယ်လိုခေါ်မလို့ဆိုလို့ရှိရင် hypothesis ပေါ့ကျွန်တော်နည်းနည်းလေးထုတ်ယူပါတယ်ထုတ်ယူတဲ့အခါမှာကြည့်တပြီးတော့ကျွန်တော်ကအဲ့ဒီမှာနည်းနည်းလေးကျွန်တော်သုံးသပ်ပြလိုက်တယ်ကြောက်သုံးသပ်ချက်ကပါလဲဆိုလို့ရှိရင်ကိုဇော်ဘွန်ဟင်းကိုဆွဲလို့ရတဲ့အမှုတွေကိုကျွန်တော်သွားတွေ့တယ်ပေါ့နော်အဲတွေ့တဲ့အခါမှာ66ကကြီးနဲ့ဆွဲလို့ရတယ်နော်အချမ်းဖတ်မှုတိုက်ဖြတ်ရေးဥပဒေအဲ့ဒါကိုလည်းအဲ့ဒါနဲ့လည်းဆွဲလို့ရတယ်နောက်တစ်ခုကတို့တွေအများကြီးပြောနေလို့ပေါ့ဗျာနော်ဒါတို့ကိုယ်တိုင်လည်း online မှာဝေခံတာရှိတယ်အဲအဲ့ဒါလေးတွေလည်းရှိတယ်အဲ့တော့ဆွဲလို့ရတဲ့ပုံမှန်တွေကိုကျွန်တော်ကသုံးသပ်ပြလိုက်တယ် ကိုယ်တော်ဘုန်းကြီးအနေနဲ့ဒါတွေဒီပုံမှန်တွေနဲ့အခုလောလောဆယ်ဆွဲခံရနိုင်တယ်เนาะဒီပုံမှန်တွေနဲ့ဆွဲခံရမယ်ဟိဆိုနှစ်ဘလောက်ကြာနိုင်လဲဆိုတော့ကျွန်တော်က online ပေါ်မှာအကျွန်တော်ရဲ့သုံးသက်ချက်အနေနဲ့ကျွန်တော်ကတင်လိုက်တယ်တင်လိုက်တဲ့အခါမှာခင်ဗျားတို့အဲ့ဒီ above ဘောမှများအုံနောက်တာမရှိတာเนาะအုံနောက်တာမရှိတာအကျွန်တော်ကပဲအဲတိုက်ဆိုင်ချင်တော့ကျွန်တော်သတင်းတင်ပြီးရဲ့နောက်မှာပဲကျွန်တော်သတင်းပုံစံတိုင်းပဲကျွန်တော်ချုပ်သတင်းမီဒီယာတွေကလည်းပြန်တင်လာတော့တွေ့တယ်တွေ့တဲ့အခါမှာ သူတို့ဆွတ်ဆွဲတာပေါ့ဗျာနော်ကျွန်တော်ကဒီသတင်းမီဒီယာကသတင်းပေးသတင်းပေးမှဖြစ်ကိုယ်တိုင်တင်မလားနော်အဲ့တော့အဲ့ဒီသတင်းမီဒီယာကြီးဆိုတာလေမှီညမ်းနေတာမှီညမ်းနေသူတို့စောင့်ကြည့်တယ်ဒီမှာအကုန်လုံးပါမှာပဲပေါ့ဗျာနော်အဲ့ထက်မှာကျွန်တော်လည်းမပါဘူးလို့ပြောလို့မရတော့ဗျာနော်ပါတယ်လို့လည်းပြောလို့မရအောင်သူ့ဘောက်တော့လည်းပဲတိုက်ဆိုင်နေကျွန်တော်ကဒီသတင်းတင်သူတို့ကဒီသတင်းကိုလိုက်တင်တာနော်ဒီသတင်းတွေသူတို့လိုက်တင်တယ်ဆိုတဲ့ခါကျတော့အဲတိုက်ဆိုင်မှုလေးတော့ရှိတယ်အဲ့တော့လည်းပတ်သက်ပြီး တော့ဒီအဘဘောမှာများကျွန်တော်ကပူးသက်ပါလေလို့လဲကျွန်တော်သုံးသက်တာ တုံးသက်တဲ့ဆိုတာအဲတုံးသက်တဲ့ချက်ဆိုတဲ့နေရာမှာနော်အကျွန်တော်ဒီအထာရတ38ရက်ထဲမှာကျွန်တော်တော်တော်များတထားရှိဆလိုချင်တာဗျာဟိုဓာခုတ်လန်ထိုးမဟုတ်တော့မှပဲအတိုင်းဖိုက်ဘာညာပေါ့အဲ့ဒီမှာကျွန်တော်ဗေဒပညာလဲကျွန်တော်အထိုက်တင်တော့လိုက်စားဦးပါလေအဗေဒဗေဒလိုက်စားနေရမှာလဲတုံးသက်ချက်နဲ့ဟောကြားတာရှိတယ် prediction နော်အဲ့လိုမျိုးလောက်တဲ့ခါကျကျွန်တော်ဘီလီမညာကိုလည်းကောင်းကောင်းကျွမ်းကျင်ပါလားနော်ကျွမ်းကျင်တော့လည်းသူကျွန်တော်တက်ပါလားအဲ့ကျွန်တော်ဘီလီဟောတဲ့ခါမှလည်းအဲ့တချို့တော်တော်များများသဘောကျကြတာရှိတယ်အဲ့တော့ ီသုံးသက်ချက်တွေနော်အသူတည်တည်ပုံစံမျိုးသွားပါတယ်သွားတဲ့ခါမှာကိုစောဝိုင်းဘယ်လိုမျိုးပေါ့အဲဒီဘုရားဝါဒနာနဲ့ပါကျွန်တော်ဖြစ်နိုင်တဲ့ပုံစံလေးပေါ့ကျွန်တော်သုံးသက်လိုက်တာပေါ့နော်ဥပမာဖြစ်ဒီပေါ့စစ်ပွဲတွေဒီဘယ်ခေါ်မလဲကျွန်တော်ဒီနှစ်ဆက်ဆက်ချင်းမှာကျွန်တော်ပြောခဲ့ရယ်နော်ဒီလေးလပိုင်းကျော်ရင်ဘာတွေဖြစ်နိုင်လဲဆိုတာဒီပြင်ချေပါသလိုကျွန်တော်ရဲ့ဒီဗေဒပညာလည်းပါတယ်เนาะအဲဒါကကျွန်တော်ပေါ့ကွန်မန့်ဆိုတော့ဝါသနာလေးလည်းပါတာပေါ့เนาะ ဲ့တော့ဒီမှာလည်းပါတယ်ဘယ်ကရင်အောင်းရင်ဘယ်လိုမျိုးဖြစ်တတ်တယ်ဆိုတာလေးလည်းကျွန်တော်တို့ကအသွင်လူဖြစ်စဉ်တွေကိုပြန်ပြီးတော့ကြည့်ပါတယ်နော်အဲ့တော့အဲ့လိုမျိုးတွေသုံးသက်ချက်လေးတွေကျွန်တော်လုပ်ပါတယ်နော်အဲ့တော့ဝန္ဒနာလေးလည်းပါလို့ပါအဲ့လိုဆိုလို့ကျွန်တော်ကကိုစောဘုန်းကြီးအနေနဲ့ကျွန်တော်တင်တာကိုအဲဟိုဘက်နဲ့တော်တော်တိုက်ဆိုင်နေရရှိတယ်တိုက်ဆိုင်တော့သူတို့ကပဲကျွန်တော်စီရကျွန်တော်ကပဲသူတို့စီရနေရကြည့်နေတာသူတို့ကကျွန်တော်ကိုကြည့်နေတာဒါကြောင့်ကျွန်တော်ကပြောမတတ်ဘူးနော်ဒါမဲ့အဘဘောမများတော့ကျွန်တော်ကသတင်းပေးသတင်းပေးမှဖြစ်ငါကိုယ်တိုင်တင်မလားဟာဘောမတွေရ စိတ်ညစ်ပါတယ်နော်ကြောက်ပြူကဝိုင်းနေပြီတဲ့တရုတ်ဘလို့ဖြစ်နိုင်တယ်လဲတဲ့အဲတရုတ်ဘလို့ဖြစ်နိုင်တယ်လဲမေးရမှာမဟုတ်ဘူးအဘဘလို့ဖြစ်နိုင်တယ်လဲမေးရမှာနော်အဘဘလို့ဖြစ်နိုင်တယ်ဆိုတာမေးရမှာအဲ့တော့အဘဘလို့ဖြစ်နိုင်တယ်အဘအသေးချာမေးပါနော်ကျွန်တော်ကမြန်မာပြည်ကဘယ်တော့အေဂျင့်မှလည်းအကို ီမိဘတော့မဖြေပြရသေးနဲ့ဗျာနော်ကိုမောင်ကမြန်မာပြည်မှာရှိရင်ကိုကိုမောင်လည်းဖန်ခံမှာဟုတ်ပါတယ်ဖန်ခံမှာကြော်သိပါတယ်နော်အဲ့တော့တကယ်သူလူကိုပတ်တာဆစ်ပါအော်သူလူကိုပတ်တာဆစ်အေးအေးအေးနော်အေးသူလူကိုပတ်တာဆိုတာဘာကိုပြောတာလဲအားလည်းမင်းတို့မလို့ပြန်စဉ်းစားမှာနော်အခုချိန်နေပေါ့အခုချိန်မှာနှစ်ဖက်စလုံးမှာပေါ့ဒီပင်းရက်ကွက်ပေါ့ဒီတော်လိုင်းရက်ကွက်မှာလည်းနည်းနည်းလေးအမြင်မတူတဲ့သူတွေဟာ ဒလန်ဖြစ်သွားသလိုကွန်ပေါင်းတို့ဒီမှာလည်းဒီဘက်ရက်ကွက်ပေါ့တို့ဘောမရက်ကွက်မှာလည်းစစ်ဘောမနဲ့အပဘောမနဲ့ကွဲပြီးတော့အတူတူကိုဘတာလေးဖြစ်ကုန်တာလည်းရှိရဒါကတော့ခင်ဗျားတို့ခံယူတဲ့အပေါ်မှာမူတည်ပါတယ်နော်ဘယ်ချိန်ဘယ်လိုဖြစ်နိုင်လဲပြောကြည့်စပိုင်နဲ့ကျွန်တော်စပိုင်မတော့ပါဘူးဗျာနော်ကွန်ပေါင်းအနေနဲ့ပြောမယ်နော်ကွန်ပေါင်းရက်တိချက်ကဒီရက်တိချိန်မှာဒီထက်ပိုပြီးတော့လည်းနေသောတာမရှိဘူး ဘယ်ဘက်မှလည်းရင်းသွားစရာအကြောင်းမရှိဘူးကိုမမောင်ဒီစစ်တပ်နဲ့ရက်တီသွားမှာပဲဖြစ်တယ်နော်မှန်တော်လို့ရွာပြင်ရောက်တယ်ဟုတ်တယ်ရွာပြင်ရောက်မှကြောက်ရင်ကျွန်တော်ဒီအလုပ်တွေမလုပ်ပါဘူးရွာပြင်ဆိုတော့ကျွန်တော်မှမရှိပါဘူးနော်အဲကျွန်တော်မှအဲနီနီတတော်ဟာဆင်းရကျွန်တော်ပြည်သူတွေပါကျွန်တော်မကြိုက်တာအကြမ်းဖက်မှုနဲ့အဲ့ဒီမတရားမှုဆိုတဲ့ဒီတယောက်တယောက်မတရားလုပ်မှုကိုကျွန်တော်မကြိုက်ပါဘူးနော်ကြီးရည်လေးတဲ့တိန်တော်တဲ့ဖယ်မင်းရဲ့ကျဲတဲ့အမှုကျအစင်းနဲ့ဝေဖန်နေတာ တိန်တော်သဖွယ်မင်းရင်ကျင်နေတာနော်တုံတောင်ကျေတာကောင်းတယ်မဘကထက်ကြပြီနဘကကြပြီတော့နော်အောက်မှာနော်ဘလို့ဟောမဲဆိုလို့ရှိရင်ရောက်26ရောက်တော့ ठी ခိရ26လောက်အောင်ထိုးကြွေးလောက်တဲ့မင်းကြီးကျေတာတော့ခင်ဗျားတို့ဒီတဲ့ကျေရင်ကျေနေခင်ဗျားတို့ထပ်ပြီးအခြေခံနေရရအပြတ်တနာရှိရနော်ဟုတ်လားအဲနောက်ထပ်အခုချုပ်တိတဲ့စခန်းလေးတွေအသေးကုန်ပြီသေကုန်ပြီဒီတိုင်းပဲလုပ်ပြီးဒီတိုင်းပဲပေးပြေးထိုးပေးတည်တာလားနော်အဲဘယ်ဒီကြားမှာထပ်ပြောမယ်ဆိုလို့ရှိရင် အဲဘလို့ခေါ်မလဲမေးရအရန်ကျွန်တော်ကဒီမပတ်ခလည်းနပတ်ဘလို့ခေါ်နပတ်ခလည်းကြာသွားပြီရမခလည်းကြာသွားပြီနော်အခမ်းမသိရင်မျိုးပေါင်းရာကျော်လည်းကြာနေပြီအဲ့တော့ပြန်ရပါလေဆိုတဲ့မျိုးတွေအားလုံးကလည်းသဘုံကိုဘလောက်ထိများကိုကနော်ပေးလိုက်ရတယ်အမင်းရဲ့ကျေတာမဟုတ်ဘူးမင်းရဲ့ညံ့နေတာစစ်တီတွေထိုးကျွေးနေတာဆိုတော့ဟုတ်ပါလေတဲ့ထိုးကျွေးနေတာသူတို့မိသားစုမသိရတာလေးတဲ့ကိုရဲမှန်ကန်ကိုရဲတဲ့ဟုတ်တယ်နော် ဟုတ်ပါပြီညီကိုရေမင်းတို့စစ်တီတွေကိုထိုးကျွေးနေတာเนาะဟုတ်ပြီအဲ့တော့နိုင်ငံသွားခြင်းလို့အမြင်ရမဲ့ရေရလေးခြေပြီးပါခင်ဗျားတို့ကျွန်တော်ဝန္ဒနာနဲ့တွက်ချက်မှုဆိုတာပဲကျောပညာရက်တိုင်းမှာကျွန်တော်ပြောပြမယ်เนาะဘင်းဒီကိုကျွန်တော်ယုံကြည်လားဆိုတော့အယုံကြည်လည်းမဟုတ်ဘူးဒါပေမဲ့ပညာရက်တစ်ခုအနေနဲ့ကျွန်တော်အသိမှတ်ပြုတယ်เนาะအသိမှတ်ပြုရတဲ့ကြောင့်မို့လို့အတွက်ချက်မှုတွေတော့ကျွန်တော်မှရှိတယ်ဒါမှန်တယ်เนาะဒါကဘာလို့ခေါ်မလဲဆိုတော့ scientific research ရဲ့ data သူလည်းပါပညာရက်တစ်ခုပဲเนาะ မအေးဝဲစီစဉ်ရင်ကျမတို့အနေတွေပဲဒါပေမဲ့ကိုမောင်ကိုလိုက်တယ်တော့ကြည့်စစ်ပါကျေးဇူးအများကြီးတင်ပါတယ်နော်အကျွန်တော်ပြောရပါပြီကျွန်တော်ရဲ့မျက်လုံးထဲမှာနီနီပြပြဝဝစင်းစင်းဟာကျွန်တော်ပြည်သူတွေဒီပြည်သူတွေအတွက်ကကျွန်တော်တို့နိုင်ငံရေးသမားဖြစ်တယ်ဒီပြည်သူတွေအတွက်တတ်မလို့မရှိလို့မရဘူးတတ်မလို့သာလင်ပြင်နိုင်မယ်စုံကြည့်တယ်အဲ့တော့ကျွန်တော်စစ်ဘောမှပါတယ်မှန်ပါတယ်နော်ကျွန်တော်နိုင်ငံတော်ဟိုချစ်တယ်နော်ကဲဟုတ်ပြီညီကောင်တော်မှပဲဘာပြောကြင်ညာသေးလဲပြောကြင်တော့ဘုမိုင်းတစ်ခါပြောပြကျွန်တော်အားရပါရစပီကာလို့ပဲ အာဦးမေအောင်လည်းအကျန်းဖတ်လို့ပါပြည်လို့မပြောရတာလဲတယ်အာဦးမေအောင်လည်းအကျန်းဖတ်တယ်ဆိုတော့မဟုတ်ဘူးလေသူအကျန်းဖတ်လို့သူပြုံးနေတာပဲသူခင်ဗျားတို့တနက်နဲ့လာပြည်လို့လားခင်ဗျားတို့ဒလန်ဆိုပြီးတော့သူပြဿနာရှာတယ်လို့လားခင်ဗျားတို့စဉ်းစားကြည့်ပါအဲ့လိုမျိုးပြောရမှာဆိုလို့ရှိရင်နော်အေးအေးကိုဘာကြောင့်မတိုက်သေးတာလဲအေးအေးကိုမတိုက်တာမဟုတ်ဘူးအေးအေးကိုမဝေးဝင်းစီနေပေးပါဖြစ်ပေးလိုက်ကျွန်တော်ပြောနေတာအာနားနဲ့အေးအေးနဲ့ပတ်သက်ပြီးကျွန်တော်ထပ်ပြောမယ်ဟိုတနေ့ကစစ်တွေမှာစစ်တွေနာစကန်တစ်ခုကိုတဲ့အေးအေးကရုပ်ချီးဝင်တိုက်သွားတယ်တဲ့ တိုက်သွားပြီးတော့စစ်ကားနှစီကိုမီးရှို့လိုက်နိုင်တယ်တဲ့အဲပေါက်ခရရတယ်နော် BBC ကလည်းလွှင့်လာတယ်အဲပေါက်ခရရတယ်လုံးဝမဟုတ်ဘူးနော်အဲကျွန်တော်ဘယ်လိုမှဆိုလို့ရှိရင်ခိုင်မာတဲ့ရေကောဆက်လက်ပြုံစံကြည့်တယ်အဲလုံးဝမဟုတ်ပါဘူးနော်ညောင်ညောင်တော့အေဂျင်စီချင်းပါပဲအေဂျင်ပါဗျာနော်မသိလို့မေးချင်းပါတဲ့နော်ပြပညာကိုတဲ့ဘလို့ကောက်ွယ်မဲ့သိချင်တယ်အာပြပညာ နော်နောက်ဆရာကြာမဲ့နောက်တယ်ဒီပရံဘယ်လိုသွားခွာခွဲမှာလဲဗျာခါအခုပြည်တွင်းရန်တော်မှာခြာလက်ရန်ရနေတာနော်ဒီပရံဘယ်ဒီပမှာမလာအောင်စိတ်ချအခုခေကြီးမှာဒီလောက်စစ်သုံးစရိတ်တွေလောက်များတယ်ရှင်မဘယ်ဒီပမှာလဲဘာမှမဆိုလို့ရှိရင်မြန်မာပြည်လာအုပ်ချုပ်အလကားပြေးအောင်ဘုဒ္ဓမပြည်ခင်ဗျားတို့ဒီပြည်သူ နော်ဒီလောက်စီးမရှိကမ်းမရှိဘာမှမဆိုတော့မစည်းလုံးမနဲ့လေဖြစ်ချင်တိုင်းဖြစ်နေတဲ့နိုင်ငံကိုဘယ်သူမှလည်းမလို့ရှိရင်ဘယ်ဒီပမှာလဲမလာအောင်အချင်းချင်းပဲခြားရမှာနော် ဂျာအေးသူ့မေရိုက်နေတာဘယ်အထိလဲကုန်မအောင်လားဂျာအေးသူ့မေရိုက်တာကိုကြော်လွှားခြင်းကျုပ်တို့တစ်ခုခုလုံးမရမယ်အဲ့ဒီတစ်ခုခုလုံးနိုင်တဲ့အခြေအနေမှာလည်းရှိတယ်ဒါပေမဲ့လုံးချင်တဲ့စိတ်ကလည်းဥမင်းအွန်လိုင်းမှာရှိရမယ်အဲ့တော့ဥမင်းအွန်လိုင်းမှာကအဲ့လိုလုံးချင်တဲ့စိတ်မရှိဘူးမရှိရတော့ကြောင့်မလို့အဲသူသူပုံစံတိုင်းမသွားဘူးဒီပုံစံတိုင်းမသွားမယ်ဟဲ့ဆိုလို့ရှိရင် तू နိုင်မထင်သွားပါလေနိုင်အောင်တော့တိုက်ရမယ် तू သွားမဲ့ပုံစံကစစ်နိုင်မှရမှာစစ်မနိုင်မဲနဲ့ဒါမျိုးပေါ့ဗျာနော်ဟို ဘလို့ခေါ်မလဲဆိုလို့ရှိရင်သူများစီကတောင်းနေရတဲ့ဘဝကတော့ဒီတိုင်းသွားလဲနိုင်ငံကဘာမှဖြစ်လို့ရမှာမဟုတ်တော့ဘူးညာဒီကောင်မောင်မယ်နော်ထိုင်းကမြန်မာစစ်တပ်ကိုတွေးတိုးဆန်းလာနိုင်တာဘယ်သူမှတွေးတိုးမဆန်းနိုင်ဘူးနောက်တစ်ခုရှိတယ်ထိုင်းကမြန်မာကိုတွေးတိုးမဆန်းဘူးထိုင်းက KNU မွေးစားနိုင်တယ်နော် KNU ကိုမွေးစားနိုင်တယ်အဲ့ဒါပဲသူလုပ်လို့ရတယ် KNU မွေးစားလိုက်ပြီဟိဆိုချင်ဘာမှမလို့ KNU ငွေကြေးထောက်ပတ်လိုက်တာနဲ့လည်းအဲကချင်ပြည်နယ်မှာရှိတဲ့စကန်တွေအကုန်ပြောင်းတယ်အဲဒါပဲလုပ်လို့ရမယ် ဒါလိုမျိုးလုပ်ပြီးတော့ KNU ကအဲ့ဘက်ခြမ်းမှာနေရာရောက်သွားပြီဟေ့ဆိုရှင် KNU ကစီးပွားရေးအဖြစ်ထိတ်ချုပ်ခံရမယ်နော်ကရင်ပြည်နယ်စီးပွားရေးအဖြစ်ထိုင်းရဲ့ထိတ်ချုပ်မှုအောက်ကိုရောက်သွားမယ်ရောက်သွားပြီဆိုတော့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ထိုင်းနိုင်ငံရဲ့ဘယ်လိုခေါ်မလဲဆိုတော့ကျူးကျော်စရာမလိုပဲနဲ့ကိုကောက်ကောင်တွေလိုလိုလားလားအပ်တဲ့အဆင့်ကိုရောက်သွားနိုင်တယ်ဒီလိုနီးပဲရှိတယ်ကျန်တဲ့နီးတော့မရှိဘူးဥပမာပြ Crimea ကို Russia ကနေပြီးတော့ annexation လုပ်သလိုပေါ့နော်ကိုစောဖိုင်းကိုမကယ်နိုင်တော့ဘူးလို့ဆိုတဲ့ခါကျတော့ကိုစောပုံဟင်းကို အဲကျွန်တော်တို့တော့ကျွန်တော်တို့ကကျွန်တော်တာဝန်အရာကျွန်တော်တို့လုပ်ဆရာရှိတာလုပ်ပြီးသွားပြီပေါ့နော်ခင်ဗျားတို့ကဘယ်လိုမှဆိုတော့ဆန္ဒထုတ်ဖော်ပါဆိုလို့ရှိရင်အဲ့ဒီဘောမပေါ့အဘဘောမများလည်းဆန္ဒထုတ်ဖော်ဖို့ပေါ့နော်ဆန္ဒပြတယ်ဟဲ့ဆိုလို့ရှိရင်တက်ထောက်ခံပွဲလောက်ပြီးလို့ရှိရင်တရုတ်ဆန့်ကျင်ပွဲလောက်ပြီးတော့လို့ရှိရင်ပေါ့ဗျာနော်အဲကျန်တဲ့အရေးလောက်တာသူကသိတာကြာနော်မိမိရဲ့ဆန္ဒကိုလည်းဒီလိုမျိုးပေါ့ငိမ့်စုစီနဲ့ထုတ်ဖော်လို့ရတယ်နော် ရင်းနှင်းကဆန္ဒထုတ်ဖော်ပြီးပြီးသွားပါတယ်ဆိုတော့ဒီလောက်တော့မှသူတို့ကဘယ်ဟောမဲဆိုလို့ရှိရင်သူတို့ကဒီအုံနောက်တာဒီလိုပဲရိုက်သွင်းခံထားရတဲ့အတွေးခေါ်ပဲရှိရတဲ့အတွက်ကြောင့်မလို့တော့ခင်ဗျားတို့လည်းလှုပ်ရဲမှာမဟုတ်ဘူးเนาะအဲဘယ်လိုခေါ်မလဲကျွန်တော်ပြောချင်တာကဗျာငိမ့်စူးစီသွားတောင်းရရင်ပြရသူတို့ကရပါတယ်မင်းတို့ဆန္ဒပြလို့ရပါဆိုခင်ဗျားတို့ဘယ်သူမှမဖန်လို့စိတ်ချသူတို့ဘာတရားမှလည်းဆွဲလို့မရအောင်ဘယ်ကောင်မှလာဖန်လို့မရအောင်ဒါပေမဲ့မရရင်သူတို့ကမရဘူးလို့ပြောရင်မပြနိုင်ပါဗျာဟုတ်တယ်မလားခတ်တယ်ခင်ဗျားတို့အဲ့ဒီညမာပြီကဘယ်လိုခေါ်မလဲဆိုလို့ရှိရင် အဲတတိယပြည့်ကြည်ရတာမြန်မာပြည်ကဒီကျွန်တော်လည်းဝေးပဲတစ်ခါလေးစိုးတယ်နော်အခင်ဗျားပြည့်အဲမြန်မာပြည်ကမြန်မာပြည်အမျိုးသားရေးသမားဆိုတဲ့အမိခံတွေရလဲနော်အမျိုးသားရေးသမားလို့သူကသူတို့ပြောတာပဲဒါမှအမျိုးသားရေးအမိခံပြီးတော့အဘဘောမလောက်ကိုချောင်းနေလို့မရဘူးနော်ကိုလုတ်တင်လုတ်ထိုက်ပြောတင်ပြောထိုက်တာမမှန်ကန်ကန်ပြောနေအမျိုးသမားအမျိုးသားရေးသမားလည်းတွေ့ပါတယ်ဒါမှအမျိုးသားရေးတော်တော်များများအမျိုးသားရေးသမားတော်တော်များများလည်းရှိတယ်အဲ့ဒါပါလဲဆိုတော့အမျိုးသားရေးသမားအမိခံပြီးတော့အဘဘောမနေတာနော်အမျိုးသားရေးအမိခံပြီးတော့ အဲဘယ်လိုခေါ်မလဲဆိုတော့အဖအကြိုက်လုပ်ပေးနေတာပဲရှိတယ်အမျိုးသားကြီးစစ်စစ်တမားကတော့ရှိတယ်ပြောနေရတယ်လည်းတွေ့တယ်နော်လေးစားပါလေဒါမဲ့တော်တော်များများကအဲ့ဒီအမျိုးသားကြီးအမိခံထားတာအဖဘောချိန်မှဘုနဲ့အဖအကြိုက်လုပ်ပေးဖို့လောက်ပဲစဉ်းစားတတ်တာအဲ့လိုစဉ်းစားလို့မရအောင်အမျိုးသားကြီးတမားစစ်စစ်ကအမျိုးသားကြီးကြကြရက်တည်ရတယ်နော်ရက်တည်ပြောလို့ရှိရင်အဲ့တော့အဲ့ဒီမျိုးသားကြီးတမားမိကြည့်တာဆန္ဒပြရတဲ့ဟိဆိုရင်သူတို့ကတတ်ထောက်ခံပွဲလောက်ပြီးတာနော်အဲ့တော့ငင်းငင်းစုစီဟာ ခင်ဗျားတို့စိတ်ထဲမှာရှိကြလေးတွေကိုလွတ်လွတ်လပ်လပ်နာရီနဲ့ပေါ့နှစ်နာရီပေါ့ဗျာကျွန်တော်ဒီမှာနှစ်နာရီဆန္ဒပြမယ်ဘယ်သူမှခင်ဗျားတို့လာမထားဘူးငြိမ်းစူးစီပေးပြီးသွားပြီသူတို့ကမတုံ့ပြန်ရင်တော့ယူပြီးဦးမယ်ပြီးခင်ဗျားတို့ပြန်ဘာမှမဖြစ်ဘူးခင်ဗျားတို့ကတတ်ထောက်ခံပွဲတော့တည်တဲ့အတွေးခေါ်တော့ပဲရှိတဲ့ခါကျကျွန်တော်ဘာမှမတတ်နိုင်နော်